အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ October 17ကဘာနောက်ဆုံးသတင်းတွေနဲ့ပြဆက်ဆွေးနွေးကြည့်အောင်ပါ Venezuela နဲ့ US ရဲ့ဂျာကလည်းဒီမှာမှုတွေဆက်လက်ပြီးဖြစ်နေစေဖြစ်တဲ့အခုဆိုတော့ပူပြီးတော့ဒီမှာတယ်လို့ကျွန်တော်တို့ပြောရင်တော့မမှားဘူးပေါ့ဗျာဘာဖြစ်လို့ဆိုးတဲ့နေနဲ့ Oh my god sorry ဘာဖြစ်လို့လဲဆိုတော့ ဗင်နီဇွဲလာမှာအခု CIA အဖွဲ့ဝင်တွေကိုတွားပြီးမှလှုပ်ရှားဖို့ဒေါ်နယ်ထရမ့်ကဒီပြုတ်လာတယ်။ဗင်နီဇွဲလာတမရကလည်းဒေါ်နယ်ထရမ့်ကိုပြောတယ်ပေါ့ကွာ။ Okay US နဲ့ပြန်တည့်မယ်ပေါ့။ဒါ US အနေနဲ့ဗင်နီဇွဲလာရဲ့ The Syrian ရင်းနှီးတွေကိုပိုင်ဆိုင်ခွင့်ရမယ်ခင်ဗျားတို့ကြိုက်တယ်ဆိုတော့ယူလာပါပေါ့။မေရှားတတုကအစပေါ့။ဆိုမှပြောလာတယ်ပြီးတော့ ဗင်နီဇိုလာအနေနဲ့လေတရုတ်နဲ့အဆက်အသွယ်ဖြတ်မယ်ဆိုပြီးမှဒေါ်လဒ်ထရမ့်ကကြိပေးထားပါတယ်ဒါမဲ့ထရမ့်နဲ့မခိုရိုဘီယိုကလက်မခံမှုဖြစ်နေတယ်တနည်းအားဖြင့်ပြောရမစွန်တော့ဗင်နီဇိုလာရဲ့တမရနီကိုလတ်မဒိုရိုကဒေါ်လဒ်ထရမ့်ကိုအတကုံဖားနေတယ်ရေနံတွင်ပေးမယ်မေရှားတပ်တွင်ပေးမယ်တရုတ်နဲ့လေပေါင်းသင်းမှာမဟုတ်ဘူးဆိုအတကုံဖားနေတယ်ဒါမဲ့ထရမ့်ကတော့မကြိုက်ဘူးဖြစ်နေတယ်အခု CIA အဖွဲ့တွေလည်းဗင်နီဇွဲလားမှာလှုပ်ရှားမယ်ဆိုမှ Trump ကတော့အပြီးအတီးပြူလာတယ်ပေါ့ဒီကိစ္စကလည်းကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်တယ်ပြီးတော့ဒုတိယအကြိမ် Donald Trump နဲ့ Putin တွေ့ဆုံပွဲရှိတယ်ပေါ့နော်ဆိုကျွန်တော်တို့ဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော် yes ဒီနေ့ပါအချိန်နေပါထူးလဲအချိန်နေကျွန်တော်တို့ဒီနေ့ကြည့်မယ်ပေါ့ဗျာဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဆွေးနွေးမယ့်ကိစ္စက တမရာထရမ်နဲ့ပူတင်အကြောင်းအရင်ဆွေးနွေးရှိအောင်ဒါကဒုတိယအချိန်တွေ့ဆုံဖို့သဘောတူညီခသဘောတူညီထားခဲ့တဲ့တည်င်းပါပထမမှာအလစကာအစီဝေးဖြစ်နေတယ်စင်ပီတလူလူမပီတလူလူနဲ့ပြည်ဆုံးသွားတယ်ပေါ့အခုဒုတိယမှာဟန်ဂရီနိုင်ငံဘော်ဘတ်စမြူနေမှာထရမ်နဲ့ပူတင်ကတွေ့ဆုံပွဲအစီအစဉ်ရှိလို့ပြောကြတယ် ဆိုတော့ဘာကြောင့်အခုချိန်မှာ တွေ့ဆုံကြတာလဲအဓိကဆွေးနွေးမယ့်ကိစ္စဘာတွင်လဲပေါ့နော်ဘသူကစပီကန်လှမ်းတာလဲစသဖြင့်ကျွန်တော်တို့ကြည့်ကြည့်အောင်ဘာကြောင့်လဲဆိုတော့အဓိကဆွေးနွေးပွဲက Ukraine စပွဲဖြစ်မှာပါ Ukraine နဲ့ပတ်သက်ပြီးမှအဓိစပွဲကြီးကိုဆွေးနွေးတော့မှာဖြစ်တယ်မနေ့ပြန်ကလေ Ukraine ရဲ့တမရဇလန်စကီကို US အင်ဖြူရောမှာတွားပြီးမှတမရနဲ့ထပ်မှပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်ဗောနော် ပြီးတော့ဒီအစီအဝေးနဲ့ပတ်သက်ပြီးမှဘသူကစပြီးဖုန်းခေါ်တောင်းဆိုခဲ့တာလဲဆိုတော့ရုရှားဘက်ကစတင်ပြီးမှအစုပြုခဲ့တာပါတွေ့ရမဲ့နဲ့တွေ့ရမဲ့ချိန်ပဲချင်းလဲဆိုတော့မတိသေးပါဘူးသမရချမ်ကတော့ပြောနေတယ် Hungry မြို့ Board Bus မှာတွေ့မယ်ဒါပေမဲ့ in 2 weeks ပေါ်တော့လာမယ့်နှစ်ပတ်မှာတွေ့မယ်ဆိုမှချမ်ကတော့ပြောထားပါတယ်အဲ့ဒါကြောင့်အတိအကျတွေ့မယ့်နေ့ရက်တွင်ကတော့ ပြောလို့မရသေးပါဘူးဒါပေမဲ့ခမန်းချေအဖြစ်နှစ်ပတ်အတွင်းမှာတွေ့မယ်အတိကျတော့အတိမပြုသေးပါဘူးပေါ့ဗျာပထမအိုးဆုံးသူတို့ရဲ့အစစ်မင်းအချမ်ပေပုတ်ကူတွင်တွေ့မယ်အခုမက်ခိုရိုဘီယိုတို့ကရုရှားရဲ့ counter part ပေါ့ရုရှားရဲ့ကူစလီအစစ်မင်းအချမ်ပေပုတ်ကူတွင်နဲ့အရင်ဆုံးတွေ့မယ်တွေ့ပြီးတဲ့နောက်ပိုင်းမှာပဲအခုလာမယ့်အပတ်မှာ Trumpness ဒီ Putin ကတွေ့ဆုံဖို့စီစဉ်ထားလို့ပြောကြတယ် ဒီကြားထဲမှာပူတင်ကလည်း Trump ကိုတတိတတိပေးတယ်ပြီးတော့ချီလေးချီကျူးတယ်နှစ်မျိုးရှိတယ်တတိပေးတဲ့ပထမအချက်ကတော့ဗာလဲဆိုတော့အမေရိကန်အနေနဲ့ Ukraine ကို Tomahawk ရဲ့ဒုံးကျည်တွေကိုမပေးပါနဲ့ဆိုပြီးမှတောင်းဆိုတယ်သမရပူတင်ကပေးမယ်ဆိုရင်တော့ရုရှားနဲ့အမေရိကရဲ့ဆက်ဆံရေးနဲ့ငြိမ်းချရေးလုပ်ငန်းစီတွေကို ထိခိုက်သွားနိုင်တယ်ဆိုမှပူတင်ကတော့ဒေါ်လန်ထရပ်ကိုတတိပေးထားပါတယ်အခု Tomahawk ဒုံးကျယ်တွေကို Ukraine စီမှာ Trump အနေနဲ့ပေးမလားလို့သတင်းမီဒီယာတွေကမဲတဲ့ခါကျတော့ Trump ကမတိချာသေးဘူးကျွန်တော်တို့ကလည်း Tomahawk ရဲ့ဒုံးကျည်ကိုလူအပ်နေစေဖြစ်တယ်အဆိုမှပြောနေတယ်ဆိုတော့နိုင်ငံရေးအခြေအနေအရပေးလို့တော့မရသေးဘူးနဲ့တူတယ်အရင်ဆုံး Trump နဲ့ဒမ်ရာပူတင်တွေ့ဆုံပြီးနောက်ပိုင်းမှာပဲပေးမလားမပေးဘူးလားဆိုတော့တေချာပါလိမ့်မယ်ပေါ့နော်ဒါကဆဒါကပူတင်ရဲ့3ပေးချက်ပေါ့ဗျာဆိုတော့ ထရမ့်ကတော့ပြောနေတယ်ဒီဖုန်းခေါ်ပြောစုစကားချက်ကတော့တော်တော်လေးစင်ပြေတယ်ပေါ့အရန်အရန်ကိုစင်ပြေတယ်ဆိုမှထရမ့်ကတော့ပြောနေတယ်တစ်ဖက်မှာလည်းပူတင်ကဒေါ်လာထရမ့်ကိုချီးကျူးတယ်တဲ့အစ္စရယ်နဲ့ဟမတ်စ်အပိခရစ်စီလောက်တာကတော်တော်လေးကိုချီးကျူးစရာကောင်းတဲ့လုပ်ရက်ပါအဆောင်ရွက်မှုပါဆိုမှပူတင်ကတော့ပြောထားပါတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းကြာကြာစီဆိုနှစ်ပေါင်းနှစ်ပေါင်းကြာနေတဲ့တိုက်ပွဲကြီးကြာရှိနေတဲ့တိုက်ပွဲကြီးက ထရမ့်ကအခုလိုမျိုးငင်းချိုင်းရေးပေါ်ဆောင်ခဲ့တာကအရန်ကိုချီကျူးစရာကောင်းပါဆိုမှဘူတင်ကပြောပါတယ်ပြီးတော့ဒေါ်နယ်ထရမ့်ရဲ့အမျိုးသမီးဇနီးပေါ့နော်အာမဒီဇနီးကလေယူကရိန်းရဲ့ကလေးတွေအတွက်ပေါ့နော်ယူကရိန်းရဲ့ကလေးတွေမိသားစုနဲ့ပြန်ပေါင်းစုပြန်ပေါင်းစည်းရေလို့ဆောင်မှုတွေကိုဘူတင်ကချီကျူးနေတယ်အရင်တော့ကလည်းဒေါ်နယ်ထရမ့်ရဲ့အမျိုးသမီးမနေလာက အာမလာမလာဒီလာကဘယ်လိုဘယ်လိုပြောလဲဆိုတော့ပူတင်ကူစာပူတယ်ရုရှားကလေးဒီယူကရိန်းကလေးငယ်တွေကိုမိသားစုနဲ့ပြန်လည်ပေါင်းစည်းရင်းဖြစ်နိုင်ရတဲ့ဖန်ထားရောက်ကဖန်ထားတဲ့ကလေးတွေကိုပြန်လွှတ်ပေးပါဆိုမှဒိုနယ်ထရမ့်ရဲ့ဇနီးကပူတင်ထံမှာစာပေးဖူးတယ်ပေါ့နော်အဒီကိစ္စနဲ့လည်းပတ်သက်ပြီးမှပူတင်ကထရမ့်ရဲ့ဇနီးကိုချီးကျူးတယ်ပေါ့ဗျာဆိုတော့အခုကကပတ်ငင်းချိုင်းရဲ့နဲ့ပတ်သက်ပြီးမှ ရုရှားသမ္မတပူတင်နဲ့ထရမ့်ကြီးကဟန်ဂရီနိုင်ငံမှာနောက်ထပ်တစ်ခါဒုတိယအကြိမ်ပြန်တွေ့ဖို့တဘိုးတူညီထားတယ်လို့အစုမပြောကြားခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ပြီးမှဗင်နီဇွဲလားတောင်ကိစ္စရဲ့ဂျန်နေကိစ္စတွေညကျွန်တော်အဆွေးလေးကြည့်အောင်ပါဘောတော့တစ်ချက်လောက်โอเคမနေ့ကတော့တချို့ဘော်ဒါရင်ကတော့တရှိပြသားဖြစ်နေမယ်မနေ့ကလည်းတင်ထားပြီးပြီဒီကိစ္စကဘောတော့ဆိုတော့ Uh, do you have a timeline or a date set for? that? I would say within two weeks or so, pretty quick. Uh, Marco Rubio is going to be meeting with his counterpart, as you know, Labro. And uh, they'll be. So, meeting. Meet a... Pretty soon, they're going to set up a, a time and a place very shortly. Maybe it's already set up, they've already spoken. And I thought it was a very good phone call. I thought very productive but I'll be meeting with President Putin and uh, we'll make a determination tomorrow. I'm meeting with President Zelensky. <inaudible> about the October 17th. Zelensky well, I mean, we have a problem. They don't get along too well, those two, and it's uh, sometimes tough to have meetings. So we may do something where we're separate, but separate but equal will so uh, trump ကပြောနေတယ်ကျွန်တော်ပြဿနာတစ်ခုတော့ရှိတယ်တဲ့ဒီ putin နဲ့ zelensky ဆိုတာကတိတာမဟုတ်ဘူးတဲ့ဒီနှစ်ယောက်ရှားလေးကလည်းအမုန်းတရားတွေမရှိတယ်တဲ့ဆိုတော့တွေ့ဆုံပွေးလို့မယ်ဆိုတော့မှပေါ့နော်တီးတက်ချားစီမှပဲတွေ့ဆုံပွေးလို့မယ်ပေါ့ဒါမဲ့တန်တူညီမျှတွေ့ဆုံပွေးလို့မယ်ဆိုတော့ trump ကတော့ပြောနေတယ်ဆိုတော့တုံးပွင့်ဆိုင်အစည်းအဝေးကြီးကတော့ဖြစ်မလာဘူးပေါ့ဗျာ meet and talk parties but uh, this is a this is a terrible relationship that two of them have and it's one of those things i've seen things that nobody would believe but this is one of them so i'll be meeting we're going to be meeting in hungary victor orban is uh, going to be hosting and it's uh, it's really uh, something that's time uh, last week over 7000 people were killed that's ridiculous and you know, it doesn't affect our country. We don't, we're not losing people. We're not losing Bobby. We're not losing Americans. But they're losing Russians, Ukrainians, mostly soldiers, for the most part, soldiers. And uh, we think we're going to get it. We hope we're going to get it stopped. I thought this would be, because of my relationship with President Putin, I thought this would be very quick. And uh, it's turned out to be who would think I did Middle East before I did this? We did it. <laughs> ရုရှားနဲ့ယူကရိန်းစစ်တောင်းခုနရောင်ကြိုတည်တယ်တဲ့ကျွန်ပူတင်ကလည်းဒီတစ်ခါဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီကိစ္စကိုဖြေရှင်းနိုင်လို့ Trump ကတော့ညှို့လင့်နေတယ်တဲ့မင်းတို့စဉ်းစားကြည့်ပါတဲ့ Middle East ကိုတော့မှကျွန်တော်တို့မြင်ချင်ရင်လုပ်ခဲ့တာဘသူကစဉ်းစားမှလည်းအမှန်ဆိုရင်လူတော်တော်များများကရုရှားနဲ့ယူကရိန်းစစ်ပွဲကြီးကိုအရင်ဆုံးအာကန်တွေဖြေရှင်းပြီးမှပဲ Middle East ကိုဖြေရှင်းနိုင်မလို့ထင်နေကြတာကိုအခုကရုရှားနဲ့ယူကရိန်းထက်တော့ Middle East ပိုင်းမှာငင်းချမ်းရဲ့အရင်ဆုံးဖော်ဆောင်ခဲ့တာပေါ့နော်ဒါကအိုးဆရာကောင်းပါလားဆီမှာ Trump ကတော့ပြောနေတယ် Trump ကတော့ပြောနေတယ်ကျွန်တော်နဲ့ Putin ကြားကဒီမိတ်ဆွေဆက်ဆံရေးကောင်းတယ်ပေါ့အဲ့လိုမျိုးကောင်းချင်တာဖြစ်ဒီစပွေးကြီးကလည်းမြန်မြန်ဆန်ဆန်အတုံးပြုတ်နိုင်မလို့ကျွန်တော်ကထင်ထားခဲ့တာတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ဦးကြားရိတ်ကလည်းဆက်ဆံရေးကကောင်းမိသားကွာအဲ့ဒါကိုတုံးချပြီးမှပဲစပွေးကြီးကိုမြန်မြန်ဆန်ဆန်ကန်တွေဖြစ်ရှင်းနိုင်မလို့မျိုးမျိုးလင့်ထားခဲ့တာတဲ့ဒါပေမဲ့မျိုးလင့်ထားတယ်လို့မဟုတ်ဘူးပေါ့နော် Middle East ထပ်ပူကြတယ်ပေါ့ရုရှားရဲ့ Ukraine ရဲ့ပြည်ပခါကဖြစ်ရှင်ပုတ်ခတ်တယ်ပုတ်ခတ်တယ်ပေါ့ Total of 8 now 7 and now eight. 8စစ်ပွဲကြီးရှစ်ပွဲပေါ့ရက်တပ်ပတ်တာ Yeah. Uh, so you said you posted that there was great progress. Can you tell us a little bit about that? Was the shift in Putin's tone? Was it something new? He told you? Did he give you any message to give? He's writing about the old. It just seems to me that. Uh, you know, look at field. That's all I've done in my whole life. I've made deals. I know about deals. I do it well. I don't think any presidents ever ended a war, frankly. One war, I did eight of them, Maria, right? And, uh, but did Bush ever end? Do you think Biden ended a war? Biden started wars because he was stupid. But uh, <laughs> do you think Biden ended any wars? No. I don't think, I don't know of anybody that ended wars. I ended eight of them. Oh, it's going to be nine. I think we're going to have this one done. Uh, hopefully soon. But I'll be meeting him probably over the next two weeks. First, Marco is going to be meeting, and the vice president, as you know, is very much involved. The whole team is involved. Steve Whitcock will be involved. Yeah, please. What did you talk about? Trump got a pioneer, but no, the case I got a le pishin and Loro Timar as a pioneer. The general shipway couldn't shipway chick with a dobbibo. Janet Amara, you got a mutual damushida, Biden Gao, shipway jet a pull up. ဂျန်နဲ့တမရရင်ကရောစစ်ပွဲကြီးရတက်ဖို့လာဆိုတော့ဆံပေါ်တော့မိခုထုတ်နေတယ်ပေါ့နော်ဆိုတော့သူပူတင်နဲ့အခုလိုမျိုးဖုန်းကိုစကားပြောတာကလည်းတူတက်မှုတွေအများကြီးရှိတယ်ဆိုတော့ပြောထားတယ်ပေါ့နော်ဘယ်လိုမျိုးတူတက်မှုတွေရှိနိုင်ရှိလဲဆိုမှမေးထားတာကခုနကဆိုတော့ Trump အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဖြစ်ရှင်းနိုင်မယ်လို့တော့မျှော်လင့်ထားတာပဲဆိုမှပြောထားတယ်ပေါ့နော် All right Uh, given two remember except for what I would say within uh. so we may do something where we're separate but so okay ဒါကတော့ jump in up ကျွန်တော်ပြောရမယ်ဆိုတော့ Russia တမရာ Putin နဲ့ Trump ကတွဲဆုံပွဲလုပ်ဖို့လုပ်နေတယ်ကဲဒါဆိုတော့တစ်ဖက်ကြည့်ရအောင် Venezuela ရေးကြည့်အောင် Venezuela မှာခု US ရဲ့ B52 bomber ပြန်နေပြီ Venezuela ရဲ့နိုင်ငံကြီးနိုင်ငံမှာ B ဒီမှာကြည့် B-52 bomber Venezuela ye kouk ma pin le bomba pyan aku Venezuela ne di Trump jare ka de le long wa sat san ka di ma mu na thaw 52 bombers are flying off the coast of Venezuela. Trump's not bluffing. Right now, more than 10,000 U.S. soldiers are built up in the Caribbean on ships. Eddie Caribbean, ma, aku U.S. <laughs> ရှစ်သားတထောင်ကျော်နေရယူထားပြီးပြီအဲပေါ်လာတော့နော်အမခြေနေမကောင်းတော့ဘူးဗင်နီဇောလာက in Puerto Rico locked and loaded special operations helicopters were just Puerto Rico နာမှာလည်းဖြစ်နေတယ် flying 90 miles from Venezuela's coast the chopper units used by Delta Force Navy SEALs and the Green Berets The Black Ops were spotted off the coast of Trinidad. They're very important for search and rescue. The, Black Hawk doing galenia you so you pair long pair จนรถตละตาตรีนี่ผัดนี่เลยสนอไอ้นี่เวเนซุเอลาเยข่มมาติมโบอตตอมะๆ US กะบงเจบี4ซี5ซี่ละบงเจบีบ่อเตเรหลูเลยมะจิชิละอะคูนอกป้ายมาเปเวเนซุเอลาตมราชีกะโดนัลด์ทรัมป์เยจนรถเปลี่ยนเตยอย่างเปลี่ยนป้องอย่างบ่ทรัมป์อเนเนเวเนซุเอลามาดัชชีรุยินันรุยูชินลายูลุยะละ နော်မြင်းမင်းလူချင်နေတဲ့ကျွန်တော်တို့မိရှာတတုလေကျွန်တော်တို့မှာရှိတယ်ပေးမယ်စသဖြင့်ဖားနေတာပေါ့တရုတ်နဲ့ဆက်ဆက်ဆိုင်လေးဖျက်မယ်ဆိုဖားနေတာပေါ့ Trump နဲ့ Macrobio က they say no မရဘူးဆိုပြောလာတယ်အခုကတော့ Venezuela ဖက်ကို US ကတော့တေးပြီးတွားနေပြီတော့ Also spotted little birds they're smaller but faster designed for quick insertion of spe special operators behind enemy lines The Ghost was also confirmed to be in the Caribbean. That's the nickname for MV Ocean Trader. The Ghost ship Caribbean Kuna helicopter tesaring gale, Pisimudu lone. So America pick up Pisimudu to Mimera lone. It's the kind of ship that doesn't want to be found. It's designed for black ops and special missions because it's dark and blends in with cargo. The so Didimbo Chiga, ဘယ်သူမှမတွေ့လို့မရဘူးတဲ့လုံးဝမိုက်တယ်ဗောဒီတင်ပေါ်ရှိကလည်းအဲ့ဒါကြောင့် go ship လို့ခေါ်တယ်တရေတင်ပေါ်လို့ခေါ်ရမှာဗောတရေတင်ပေါ်ဖြစ်နေတယ်ဗောအဲ့မိုက်တယ်နော် or 10% of the US naval power is now in the region it's a major 10% of US naval US ရဲ့ရေတတင်ပေါ်ထဲကအားရင်း10%ခိုင်နှုန်းကောက်ခု venezuela နာမှာရောက်နေပြီ your shift There's subs, several destroyers, and F 35 fighters in Puerto Rico. F 35 to B 52 to That's on top of all the coke boats getting smoked to pieces by the week. Kilos of cocaine are washing ashore. Don't tell Hunter. No? US coke Venezuela, Venezuela, Venezuela. The bad hombres becoming shark bait got Maduro's attention. He's the dictator of our times. Maduro offered us a dominant. All right, guys, that got the The coup. The coup. Yeah, Breaking news: President Trump hinting at a major expansion of American military action in Venezuela, saying one day after six people were killed in another strike a ship near Venezuela's coast that he is now open to land strikes as well. So much of the drugs 25-30% would come in through the seas. We've almost totally stopped it by sea. Now we'll stop it by land. Or you can say it strikes on land. Well, yes. I don't want to tell you. The Muye Sewa 25% no. ရေပင်းနေဖက်ကနေလာတယ်အဲ့ဒါကိုကျွန်တော်တို့ရက်တက်ပြီးပြီတဲ့အခု online မေပင်ပေါ်ကနေလာနေရဲ့ငွေစေဝါတိုက်ခိုက်မယ်ဆိုပြောလာတယ်ဒါဆိုတော့ Trump အနေနဲ့အခု strike လုပ်မှလာဘုံကျင်းမှလာဆိုတော့မင်းနေတယ်ပေါ့နော် Exactly, but we are certainly looking at land now because mm. we've got the sea very well under control. So, Pinlegar or a cougar under control, Pinnevi, a cougar land, maybe Pogolone, or no? It's a very significant statement, and here's some context. Look at this map. Open source flight data reviewed by CNN tonight shows that three B 52 bombers took off before dawn from a U.S. Air Force base in Louisiana so, Louisiana ka ne kuna B ba 52 bomber ka ma ne a ni ne a la le bo ne, Venezuela phe Of Venezuela today for more than four hours. As of now, the Trump administration has confirmed at least five strikes since the beginning of September against Venezuelan targets. Pentagon correspondent Natasha Bertrand is out front. And Natasha, this comes as you are learning more about how we begin tonight with a dramatic escalation in u.s policy toward venezuela president donald trump has confirmed that he has given the cia permission to... Hey, trump got confirmed it, eh? trump authorized cia operation cia sisin ko venezuela ma sa trump ka aku a dipu to prepare covert operations against the government in Caracas. The announcement follows weeks of rising tensions with U.S. naval raids in the Caribbean and Venezuelan forces mobilizing at home. The move has drawn sharp reactions from Venezuela's disputed leader, Nicolas Maduro, who accuses Washington of reviving the era of CIA backed coups in Latin America. Regional leaders are also weighing in, warning of the risk of intervention. Let's take a closer look at the unfolding standoff. All right, let's see it. Signs of rising tensions in Venezuela. Armored cars deployed in the capital Caracas on Wednesday as the government responds to further. Yeah, Daga Venezuela pegale si yepizi mulunare. Latin America ringo labima Venezuela ne tuye tibe basubima ne. Venezuela ye Escalation in its standoff with the United States. That same day, President Trump confirmed he's authorized the CIA to prepare operations against Venezuela. I authorized for two reasons, Julie. Number one, they have emptied their prisons into the United States of America. They came in through the uh, Well, they came in through the border. They came in because we had an open border policy. And the other thing of drugs, we have a lot of drugs coming in from Venezuela. So, no, two reasons ဖြစ်နေတယ်။အဓိကအကြောင်းနှစ်ချက်ဖြစ်နေတယ်။ Number 1က Venezuela ရဲ့လူစုမှန်သမျှ Jesuin တားကောင်မှန်သမျှကျွန်တော်တို့နိုင်ငံမှာပြုနေတယ်တဲ့။ Number 1 Number 2ကမူရီစင်ဝါကျွန်တော်တို့နိုင်ငံမှာပြုနေတယ်တဲ့။ဒီနှစ်ချက်ကြောင့် CIA စစ်စင်ရေးကို Venezuela မှာစတင်လို့ပို့ချောက်ကအတည်ပြုလာတယ်။ a lot of the Venezuelan drugs come in through the sea, so you get to see that. But we're going to stop them by land also. The White House says, no, we got to stop them by land also. No? So, Boraro, Zinzachi, Venezuela, Pekale, Darigo, Trump, go, Lame, Sunjanoro, Chame, Time, Kame, Sure, and Itarishida. So, Matima Bene, Venezuela, and US Jackale, Sipwe, and Pinachi Shiba, Sipwe, Suraka. ဒီအမေရိကကအသွားပြီးမှဗင်နီဇွဲလာကိုတိုက်ခိုက်မယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့ဗျာ။မူရင်းစေဝလမ်းကြောင်းကိုရှင်းပလိုက်မှာနေဆက်တဲ့တမန်တမကိုရှင်းပလိုက်မှာအခုကဗင်နီဇွဲလာဖက်ကနေဝင်လာနေတဲ့ဒီမူရင်းစေဝလမ်းကြောင်းကိုကုန်လုံးဆောင်ကပိတ်ပြီးပြီ။အခုကမေပင်ပေါ်ကနေဝင်လာနေတဲ့ဗင်နီဇွဲလာရဲ့မူရင်းစေဝဂိုင်းစတာရီချေမုံဖူးလုံလာတယ်ထရမ့်ကပေါ့နော်။ဆိုတော့မမေ့နဲ့ Venezuela ရဲ့ခေါင်းဆောင်ကြီးက မူကြီးစေဝါကိုင်းစတာလို့တင်စားပြီးမှခေါ်နေကြတဲ့လူသူကိုယ်တိုင်ကလည်းလုံးဝမူကြီးဂိုင်းကိုင်းစတာလိုမျိုးဖြစ်နေတယ်ပေါ့သူကပဲဒီဟိုးဖက်ကမူကြီးစေဝါကိုင်းစတာမှတမယကိုဗင်နီဇွာလာမှာခုလုံခွင့်ပေးတာအဲ့ဒါကြောင့်ကပနာမည်ကြီးမူကြီးဂိုင်းစတာတော်များများအတွက်တော်ဗင်နီဇွာလာက safe heaven လို့ခေါ်နေတဲ့ကောင်းကင်ဘုံတစ်ခုလိုမျိုးဖြစ်လာတယ်အဲ့ဒါကို Trump ကချေမှုပြုလုပ်နေတယ် ဆိုတော့တနည်းအဖပြောရမယ်ဆိုအပီဗင်နီဇိုလာရဲ့တမရကိုယ်တိုင်ကလည်းတကယ်မူကြီးစေဝကိုင်းစားခေါင်းဆောင်လို့ပြီးဖြစ်နေတယ်ပေါ့နော်အဲ့လိုဖြစ်တယ်ဆိုတော့လေအခုကအမေရိကအနေနဲ့အစီအရေးရနေတယ်တာဝန်ကိုဖြစ်ရှင်းဖို့လုပ်နေတယ်ဗင်နီဇိုလာဖက်ကလည်းထရမ့်ကိုဖားနေတယ်ပေါ့ရောကျွန်တော်တို့ဟိုဟာပေးမယ်ဒီဟာပေးမယ်တရုတ်နဲ့လက်ဆက်သွေးဖြတ်မယ်ပန်းကြီးပေါ့ဒါပေမဲ့ထရမ့်ကတော့လက်မခံဘူးဆက်လက်ပြီးသွားမယ်သွားလို့ဖို့စီစဉ်ရှိပါတယ်ပေါ့နော်ဆိုတော့ဗင်နီဇိုလာနဲ့ထရမ့်အကြကအသေးစိတ်ကို မနက်ပြန်မှပဲပြန်တင်ပေးပါမယ်အခုကျွန်တော်တို့ကတော့တောတောဆာရှိတယ်ဆိုတော့ဒီလောက်နဲ့ပဲရက်နာပြအစင်ပေါ့နော်ဆိုတော့မနက်ပြန်မှဗင်နီဇိုလာကိစ္စကိုအသေးစိတ်ပြန်တင်ပေးမယ်ပေါ့နော်အခုလိုမျိုးအာကြည့်ရှုပြီးအားပေးနေတဲ့ပရိသတ်အားလုံးပေါ်မှာဂျေဇုတင်တဲ့ comment ပေးတဲ့ပရိသတ်အားလုံးနော်တယောက်ချင်းတယောက်ချင်းစီတိုင်းကျွန်တော်က reply မလုပ်နိုင်တော့မှအကုန်လုံးဖတ်ပါတယ်ဂျေဇုတင်ပါတယ်ပေါ့နော်ဆိုတော့ thank you so much for watching beautiful people i love you guys take care God bless us you guys tomorrow ပေါ့နော်ကျွန်တော်တို့ရဲ့ YouTube ကိုလည်းတဘောချရဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်အပ်လို့ရပါတယ်ပေါ့နော် Trump ကလည်းအမေစုလူပဲတဲ့ Queen ထဲမှာတယောက်ထဲတယောက်ထဲပတ်ကန်နေတာလည်းမကြခင်ကန်တော့မယ်တဲ့ဆိုတော့ all right ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလောက်နဲ့ပဲအာရနာပြစေပေါ့နော်မနေ့ပြန်မှပဲကျွန်တော်တို့ဒီ Venezuela case ကိုအသေးစိတ်ပြန်တင်ပေးပါမယ်ပေါ့နော် Thank you so much, guys. Take care. God bless.